အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ရောဖြစ်ပါတယ်ယခုပြောပြမယ်ကွန်တန့်လေးကတော့ကျွန်တော်ရဲ့လူမိုက်စစ်သားအလွဲများဆိုတဲ့စာအုပ်လေးကနံပါတ်၈စာစုလေးဖြစ်တယ်လုံးဝချော်မလဲပါစေနဲ့ဆိုတဲ့စာစုလေးဖြစ်ပါတယ်စာစုလေးရဲ့အစမှာတော့စွိုင်းရင်ထက်မြက်တော့တက်မတော်ဖြစ်တည်တဲ့ဆိုပြီးတော့အစခြီထားပါတယ်ဂျာမစစ်တပ်ရဲ့စစ်တပ်မှာအစင်လာ၁၂ရက်ဆိုပြီးတော့ရှိပါတယ်ပထမဦးဆုံး တစ်ချက်ကတော့မျိုးချစ်တက်မတော်ဖြစ်သည်ဆိုပြီးတော့ရည်ညွှန်းထားပါတယ်အရင်တုန်းကတော့ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့မိသူတို့ဦးတယောက်ရဲ့တိုက်တွန်းချက်မှမပါဘဲနဲ့စစ်တပ်ထဲကိုသူ့လိုလိုဝင်ကြတယ်လို့အထိပယ်တက်ရောက်ပါတယ်အဲ့လိုအထိပယ်တက်ရောက်မှုရှိတဲ့စစ်တပ်ကမျိုးချစ်တက်မတော်လို့ခေါ်တွင်ရခြင်းဖြစ်ပါကဘာမှာ ဒီလိုတက်မတော်မျိုးတဒါထဲပဲရှိတယ်ဆိုပြီးတော့စစ်ဘိုလ်ချုပ်ကြီးများကျင်းဝါးလေးရှိပါတယ်။ဒါက on paper ဖြစ်ပါတယ်။ယနေ့ຫນွေဥကာရမှာတော့မျိုးချစ်တက်မတော်မဟုတ်တော့ပါဘူး။ချစ်ချစ်ချင်းလဲကိုမျိုးကိုချစ်တဲ့မျိုးချစ်ပဲဖြစ်ပါတော့မယ်။အဲနောက်ဆုံးမျိုးဖြတ်တက်မတော်လို့တောင်ဆိုလို့ရနေပြီဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ຫນွေဥရဲ့တက်ခိုင်းမှုကြောင့်မဖြစ်မနေလုံးဝစစ်တက် ။ရိုင်လဲလူနီနီပေါ့နော်။ဒီဥပဒေမတိုင်ခင်ကဆိုကျွန်တော်ကိုယ်တိုင်လည်းပြောခဲ့ပါတယ်။စစ်တပ်မှာစစ်တရုံးနဲ့အလားနိုင်ပဲကြံတော့မယ်။ဘာလို့လဲဆိုတော့ဒီအနေထားဒီလိုပြုံးတိမှုတွေအနေထားအရစစ်တပ်ဟာပြတ်သုံးတော့မှာဖြစ်ပါဒါပေမဲ့သူတို့ဒီဒီပြတ်သောမှုအနေထားကိုကာကွယ်တဲ့အနေနဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက်ယနေ့ဒီလိုအင်အားတွေပြန်ပြီးတော့သူတို့မှာဖောင်းပွားလာခြင်းဖြစ်ပါတယ် ဒါကြောင့်တို့ရဲ့ဒီမျိုးချစ်တက်မတော်ဖြစ်သည်ဆိုတော့ကဘာပေါ်မှာတရားထဲပဲရှိတယ်ဆိုတော့အကျန်းဖက်တက်ဟာလဲအစင်လာစပြီးပြက်သွားပြီဖြစ်ပါအဲ့မှာစွိုင်းထက်မြက်တော့တက်မတော်ဖြစ်သည်ဆိုတဲ့ဟာကိုပြန်ပြီးအစားကောက်ပါဘာလားပေါ့ဟာတာပါပဲဆက်လက်နဲ့ပစ္စည်းဆိုတာငွေအခွန်ရှိနေသည်ဝယ်လို့ရပါတို့တော့အောက်ခြေကမောင်မင်းကြီးသားတွေဘယ်လိုဖြစ်နေကြသလဲတစ်ချက်တော့နားထောင်ပေးပါ အခုခြေလင်းချင်းများတက်ဖက်ဝင်နေကင်နေတဲ့ MCD machine receiver တွေမှာ GA တွေဟာ plastic fiber တွေဖြစ်ပါတယ်။အဲ့ဒီဟာ GA တိုင်းကလစ်တွေဟာကျိုးပဲ့လွယ်ပါတယ်။ကျွန်တော်ပြောဘူးတာ မှတ်မိကြမယ်ထင်ပါတယ်။ GA တိုင်းကလစ်တွေဟာကျွန်တော်တို့ကော်သားနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကြည်စံ30စာလောက်ကိုပဲခံနိုင်ရှိပါတယ်။အဲ့ဒီမှာတချို့တွေ့ကြမှာပါစစ်တပ်ထဲကဝဲစားတယ်အဲ့မှာကြည်ပေါက်ကြီးကိုနှစ်ပေါက်ဟိုဘက်ဒီဘက်ဖိနှပြန်ခေါင်းနှပြန်တတ်ထားတာ။ အဲ့ဒါတွေဟာကြည်ပေါက်ကိုကြည်ရီကိုပေါ့နော်ကြည်ရီကိုပျက်စီးစေပါတယ်ပြီးရင်ကြည်ရီကိုကျွန်တော်တို့73စီနဲ့ထိတဲ့အခါမျိုးမှာလည်းကြည်ရင်ရဲ့အည်အသွေးတွေဟာကျပါဘာလို့ဒါကိုပြောရသလဲဆိုတော့အခုရန်သူပစ္စည်းကိုပစ္စည်းရန်သူလက်နဲ့ကိုလက်နဲ့ဆိုတယ်လို့စစ်တပ်ရဲ့ဒီ MACD တွေကိုပြန်ပြီးတော့တုံးနေကြတာရှိတယ်လို့တချို့ campaign တွေမှာဆိုရင်ပြန်ပြီးရောင်းနေကြတာတွေဝယ်နေကြတာတွေတောင်ရှိပါတယ်ဒါကြောင့် ဒီဟာလေးကိုကြားညက်ပြီးတော့ပြောပြရခြင်းပဲဖြစ်ပါတယ်။အဲ့ဒီကြည်ရင်တိုင်းကလစ်တွေကကျိုးပဲ့လွယ်ပါတယ်။အမှတ်တမဲ့ပြစ်ချမိရင်လဲကျိုးရပါသေးတယ်။ကျိုးတော့ဘာဖြစ်လဲရောရပါတယ်။ဒါပေမဲ့သူတို့ဒီဆလနဲ့ပစ္စည်းညွန်ကြားမှုယုံတို့ကာဝေးပစ္စည်းထုတ်လို့ရာရှိုပ်ယုံရတော့ဟာဒီဖိုင်ဘာတွေကဘလောက်ကောင်းလဲအဲ့မှာကားနဲ့တက်ကြရင်တော့မကွဲဘူးမကြိုးဘူးမကြေဘူးဆိုပြီးတော့ဒါညှို့နှမ်းနေရှိပါတယ် ဒါပေမဲ့လည်းတကယ်တကယ်မြေပြင်မှာတော့အဲ့လောက်ကြီးမခံပါဘူးစောစောလေးကပြောသလိုအားနည်းချက်တွေရှိပါတယ်ပြီးရင်အဲ့ဒီကော်စီကကျွန်တော်တို့တရုတ်ပြည်ကနေပဲဝယ်ရတယ်တဲ့ဒေါ်လာနဲ့ပေးပြီးဝယ်ရတာပါအရန်ဈေးကြီးပါလေတရုတ်ရဲ့ဂျင်းထက်မှုတွေဒါခံရတာပါနော်သူတို့ဂျင်းထက်လိုက်တာကတော့စစ်ဘိုလ်ချုပ်ကြီးတွေကိုဂျင်းထက်လိုက်တာဒါပေမဲ့အဲ့စစ်ဘိုလ်ချုပ်တွေကိုဂျင်းထက်လိုက်တာအောက်ခြေရဲဘော်တွေအထိဘယ်လိုခံရလဲဆိုတာကိုသိစေချင်လို့ရယ်အဲဒီကျွန်တော်တို့ တော်လိုင်းရဲဘော်တွေကလည်းဒီ GA တွေကိုသဘောပေါက်နားလည်စေဖို့ဒါပြောပြပေးခြင်းဖြစ်ပါတယ်တိုက်ပွဲမရှိဘူးဆိုရင်ကျွန်တော်တို့ဂယုမဆိုင်ပေါ်ရုံမှုနဲ့သုံးစားပါတော့เนาะ GA တစ်ခုကို3000ကျော်ရောရပါတယ်ဒါအရင်တော့ပါစေပါတယောက်ကို GA က4ခုထုတ်ပေးထားပါတယ်4ခုလုံးဆိုရင်လစာပြောင်းပါပြီဒါရဲဘော်တွေရဲ့လစာသသိန်းခွဲလောက်ပဲရပါတယ်အဲ့တော့ကြံစီရပါတယ် ဘာလို့လဲဆိုတော့စစ်လဲတိုက်ရတိုက်လဲတိုက်ရသေးရော်လဲရော်ရသေးဆိုရင်တော့ရဲဘော်ငယ်လေးတယောက်ပြောသလိုပေါ့နော်ပြီးခဲ့တဲ့ရဲဘော်ငယ်လေးတယောက်ပြောခဲ့သလိုပဲထမင်းစားကြုံခံဘဝတွေကနေဆက်ပြီးတော့စင်ရရင်းနက်ဖို့ပဲရှိပါတော့တယ်အဲ့တော့ကြံစီရပါတယ်စစ်ကြောင်းကျွန်တော်တို့ခြိတက်ကြပြီပေါ့နော်ခြိတက်ပြီဆိုတာနဲ့ကျွန်တော်တို့ခြိတက်စင်ချော်လဲချော်လဲပြီးတော့ဒေကျိုးအဲ့လိုမျိုးဖြစ်စင်နေပြရပါတယ်စစ်တီတွေမကြော်ရအောင်ပေါ့ဗျာ ဒီစစ်စစ်ကိစ္စပေါ့နေ့စဉ်စစ်စစ်သတင်းအစီရင်ခံစာလေးမှာပါတယ်ဆိုရင်စစ်စစ်ကိစ္စနဲ့အကျုံးဝင်နေဆိုပြီးတော့မကြော်အူဖြစ်ပါတယ်ဒီတော့စစ်ကောင်စီပေါ့နော်ကျွန်တော်တို့အကြမ်းဖက်တပ်ကတပ်ရင်းတွေဟာကျိုးသမျှကိုချော်လဲတာနဲ့ကျွန်တော်တို့ဟာဖာထရပါတယ်နောက်တစ်ခုရှိပါသေးတယ်ကြည်ပေါက်ထပ်ပြီးအချင်းချင်းမှန်တာဖြစ်ပါတယ်။အဲဒါမှမဟုတ်ရင်လည်းနောက်ကနေအချင်းချင်းပြစ်တာထိတာဖြစ်ပါတယ်။ ဒါကိုလည်းအထက်ကိုတင်ပြရင်တင်ပြရင်ဘာချမယ်ဆိုတာကြားဘူးကြမှာပါအဲ့တော့ဖြစ်စဉ်လိမ်ရပါပဲချီတက်စဉ်ချော်လဲကြည်ပေါက်ထွက်ပေါ့ဗျာအဲ့မှာစစ်တပ်ဟာအမြဲတမ်းချော်လဲနေပါတော့တယ်ဒီလိုဖြစ်လာတော့တရင်တရင်ဖြစ်စေစစ်ကြောင်းတကြောင်းဖြစ်စေချီစစ်ချီလင်းလမ်းလျှောက်ရတော့မယ်ဆိုရင်ကိုခဲ့တဲ့ viewer ကနေအမိတ်နေလာပါတယ်၄၆ခွန်၄၆ခွန်ဆိုတာလုံလုံကြီးဖြစ်ပါတယ်၄၆ခွန်မပေါ့ပါနဲ့ ဖြည်းဖြည်းချင်းရှင်းပြီးသွားပါမာလာမာလာဆိုတာမိုင်းမိုင်းအထုကယူဆိုင်ပါလုံးဝချော်မလဲပါစေနဲ့သားသမီးတွေလုံးဝချော်မလဲပါစေနဲ့ဆိုပြီးတောက်တောက်နဲ့ပြောရတာပဲဖြစ်ပါတယ်ဒါဝဲအမြဲမပြတ်အမိထုတ်တော့တာပါပဲချော်မလဲစေနဲ့သတိထားပြီးသွားပါအဲ့လိုချီလီချီတဲ့ရင်လဲရောက်တဲ့နေရာတိုင်းတနာ ਈ တစ်ချိန်သတင်းပို့ရပါတယ်။ချော်လဲတယ်ဆိုတာတကယ်တကယ်တမ်းလဲချော်လဲပါတယ်။ ဘာလို့လဲဆိုတော့စဉ်းစားကြည့်ပါချင်းကြားကြီးနဲ့တော့နေရတဲ့အချိန်ကျွန်တော်တို့ဒီ point finite တွေပေါ့နော် point finite တွေကတစ်ခါတရံမှာခြေကုပ်မမြဲတဲ့အနေအထားမျိုးတွေရှိပါတယ်အခုကျွန်တော်တို့ဒီကာကွယ်အင်အားစုတွေတုံးနေတဲ့ finite တွေဒီကောင်းပါလား point တော်တော်ကောင်းပါတယ်တော်ရုံတန်ရုံမလဲပါဘူးကျွန်တော်တို့ဒီကြောက်သားနေရနေမှာလဲတဲ့အချိန်ဆိုရင်ကျွန်တော်တို့ဒီစစ်တပ်ကထုတ်ပေးတဲ့အမှန်တကယ် issue ပေါ့နော်တော်စီဖနက်နဲ့သာသွားတေချာပေါ့ချော်လဲပြီးတော့ဒီကျိုးရုံနေမကဘူးသွားပါကျိုးတယ် ဒါအမှန်တမ်းပြောတာပါသူတို့ဟာဒီ for show ပဲမြေပြင်မှာတုံးလို့မရပါဘူးသူတို့အခေါ်ပေါ့နော်ဘာကဘာဖနက်ဘာကဘာဖနက်လို့ခေါ်တဲ့တရုတ်ကင်းဘတ်ဖနက်တွေကိုပဲအားကိုးရခြင်းဖြစ်ပါဒါကြောင့်သတင်းပို့တိုင်းလည်းလုံးဝချုံမလဲပါစေနဲ့ပဲကဲဗမာစစ်တပ်ကြီးဘလောက်ခြေမြဲတယ်လဲခြေခိုင်တယ်လဲတည်တည်ခြင်းလို့ပြောခြင်းဖြစ်ပါတယ် စာကျွမ်းမှာတော့ချော်လဲရော့ထိုင် အရန်လှုပ်တတ်တဲ့စစ်ကောင်စီဆိုပြီးညီကုန်းချုပ်ထားပါတယ်။စပဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်။